ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဝမ်ချန်ပီယံရှစ်မှာဝင်ပြိုင်နေတဲ့မြန်မာဖိုက်တာတွေကတချို့ကကရင်နယ်ချားဆောင်တက် BGF နဲ့ပတ်သက်မှုတွေရှိနေပြီလားဆိုတဲ့မေးခွန်းတစ်ခုထပ်ပေါ်လာပါတယ်မစ္စမာသတင်းဌာနကဒီသတင်းကိုရေးသားလိုက်တာဖြစ်ပါတယ်ခင်ဗျာကရင်နယ်ချားဆောင်တက်ရဲ့ခေါင်းဆောင်ဖြစ်တဲ့စောချစ်သူတို့မိသားစုဟာဝမ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်မြန်မာအားကစားသမားတွေကို ထောက်ပံ့ပေးနေတယ်ဆိုပြီးတော့သတင်းရေးသားလိုက်တာဖြစ်ပါတယ်။ဆော့ရှစ်သူတို့မိသားစုကငွေကြေးခွာရှာမှုနဲ့တန်တရားစီရင်ထဲမှာပါဝင်လို့နေပါတယ်။ဟုတ်ကဲ့။ဆော့ချစ်သူရဲ့မိသားစုကထိုင်းနိုင်ငံမှာကျင်းပတဲ့ဝိုင်းချန်ပီယံရှစ်ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်နေတဲ့မြန်မာဖိုက်တာတွေကတချို့ကိုငွေကြေးထောက်ပံ့ပေးနေတယ်ဆိုတာပြိုင်ပွဲဝင်တဲ့သူတယောက်ကသူတို့စီကိုပြောတာဖြစ်တယ်ဆိုပြီးတော့မစ္စည်းမာကအသိပေးထားပါတယ်ခင်ဗျ။ပြီးတော့ပြိုင်ပွဲထဲမှာ SKK ပေါရင် FC စာရန်ပါတဲ့အမှတ်စိတ်အလံကို ပေါ်ပေါ်ထင်ထင်ဖော်ပြခဲ့တယ်။ဒါဟာနိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုကိုစိန်ခေါ်လိုက်တာဖြစ်တယ်ဆိုပြီးတော့ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်ခင်ဗျ။စက်တင်ဘာလ26ရက်နေ့ကဝမ်မှာတွလင်းထက်ဝင်ထိုးခဲ့တယ်။ဟုတ်ကဲ့။တွလင်းထက်ကိုလည်း BF နဲ့မกินဘူးလို့သူတို့ကပြောတယ်ခင်ဗျ။ပြီးတော့ဩဂတ်လအတွင်းကရှင်ပြန်ကစားခဲ့တဲ့စိန်လုံးချောဟာလင်းအောင်ဟာလင်းအောင်ကတော့အောက်ရှင်လေးဒါအားလုံးသိပါတယ်။ နောက်ဆိုးနိုင်ဦးစတမာလ12ရက်နေ့ကထိုးခဲ့တဲ့အမ်ဝီဒီဖိုက်တာတွေကိုစောရှစ်သူမိသားစုကငွေကြီးထောက်ပံ့ထားတာဖြစ်တယ်ဆိုပြီးတော့အသိပေးလာပါတယ်ခင်ဗျပြီးတော့တန်ပွဲဝင်တာမှာဒီဖိုက်တာတွေကိုဦးစည်းဦးရဲ့ပြုတ်နေတဲ့ချိုးဝေကလပ်တီဆောင်နဲ့ကိုစောဖြိုးဝေကိုတိုင်းကလည်းသွားဖို့လာဖို့ကားပါပေးထားတယ်ငွေကြီးအချို့ထောက်ပံ့တာရှိတယ်ဒီလပြိုင်ပွဲမှာမှထောက်ပံ့မှုရတာပါဆိုပြီးတော့ ူကပို့စည်းသားလွှင့်တင်ပြီးတော့အသိပေးခဲ့ဥပါတယ်ခင်ဗျာဒါပေမဲ့ထောက်ပံ့ငွေပမာဏကိုဖြေကြားတာမျိုးမရှိခဲ့ပါဘူးတချို့သောသတင်းမီဒီယာပြောတာကတော့စောချစ်သူဟာငွေကြီးကြီးကြီးမားမားထောက်ပံ့ထားတယ်လို့ပြောတယ်ခင်ဗျာမဟုတ်ဘူးလို့လည်းပြောမရဘူးဘာကြောင့်လဲဆိုတော့အခုသူမြေငွေနေအဲ့အတွက်သူကဘောလုံးခွဲလုပ်တယ်ဘောလုံးခွဲမှာဘိုးဆွဲတဲ့အသင်းကိုကျပ်သိန်း1000ပေးတယ်ပထမရတဲ့အသင်းကို ပြီးတော့ဘတ်စကတ်ဘောတွေကြံတဲ့အားကစားနည်းတွေသူထည့်ပြီးကျင်းပါသေးတယ်အဲ့မှာလဲစုကြီးတွေကအမြင့်နေကြီးပဲပေးတာအဲ့တော့သူ့မြေးရဲ့မွေးနေ့မှာပထမရတဲ့အသင်းကိုပေးတဲ့စုကြီးကမြန်မာ National League မှာ Champion ဖြစ်တဲ့အသင်းကိုပေးတဲ့စုကြီးတွေသုံးစာပုံများတယ်ခင်ဗျာဟုတ်ကဲ့အဲ့တော့ PGF ကခေါင်းဆောင်ဖြစ်တဲ့စောချစ်သူတို့ဟာကြားဖြန်နေတဲ့ဘလို့ပတ်သက်တယ်ဆိုတာကိုလည်းပြည်သက်တွေသိပြီးသားပါနိုင်ငံတကာလူကုန်ကူးမှုတွေ online ကတဆင့် ငွေကြေးလိမ်လည်မှုတွေပြုတ်လုတဲ့ဒီထိုင်းမြန်မာနယ်စပ်မြင်ကလေးရွှေခုတ်ကိုကြေးရွာမှာဘလို့အဆောက်အုံတွေဆောက်လုပ်ပြီးတော့ဒါတွေမှာ BGF ဘလို့ပါဝင်ပတ်သက်တယ်ဆိုတာပြည်သက်တွေသိရှိပြီးသားလဲဖြစ်ပါတယ်ခင်ဗျအဲ့တော့လက်ရှိမှာဒီသတင်းထွက်ပေါ်လာပြီပြီးတော့1 championship ရဲ့စင်မြင့်တက်စီကိုယူပွားတဲ့ SKK ပေါရင် FC ဒီအမှတ်စိတ်ပါတဲ့အလံအဲ့ဒါကိုစင်မြင့်ပေါ်မှာပေါ်ပေါ်ထင်ထင်ဖော်ပြတာက နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုကိုစိန်ခေါ်နေတာနဲ့အတူတူပဲဆိုပြီးတော့သတင်းကရေးသားလိုက်ပါတယ်အခုကျွန်တော်တို့သိရှိရတော့ကတော့မစ္စမရေးသားထားသလိုပဲ BGF ကောင်းဆောင်ဆော့ချစ်သူမိသားစုဟာတွေ့ရင်ထက်စိန်လုံးချောပွာလင်းအောင်စိုးနိုင်ဦးအဲမွေဒီဖိုက်တာထိုးတဲ့ပွဲတွေမှာငွေကြေးထောက်ပံ့မှုတွေရှိခဲ့လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီသတင်းကိုပြည်သက်တွေသိရှိရအောင်တင်ဆက်ပြလိုက်တာဖြစ်ပါတယ်ခင်ဗျာတ िश ူအပိပြည်သက်အားလုံးကို 吃个鸡制品习惯了，怎么样？